အချုံမုံနဲ့ပတ်သက်ပြီးတော့ဒီကျန်းမာရေးကိုဘယ်လိုမျိုးထိခိုက်စေလဲဆိုတာကိုဒေါက်တာခင်မောင်တွင်ကနေပြီးရရှိထားတာအချုံမုံကတဲ့ဒီကြံတို့ပလောပင်နံတို့ကနေ ထုတ်လုပ်တယ်ဒါပေမဲ့တဘာဝပစ္စည်းမဟုတ်ဘူးသူက bio technology နင်းပညာတွေနေလောက်ထားရတဲ့အတွက်ကြောင့်နေသူက ဒီ coming case ပေါ့နော်ဒီဓာတုပစ္စည်းတွေခန္ဓာကိုယ်အတွက်မလိုအပ်တဲ့ဒီ mono sodium glutamate ဆိုတဲ့ amino acid တွေအရာဖြစ်တဲ့အတွက်ကြောင့်ခေါင်းတချမ်းကြိုက်တာရင်းဖြစ်စီနောက်ပြီးတော့အဝလွန်လာတာမျိုးဒီနောက်ပြီးတော့နှလုံးနဲ့သွေးကြောရောဂါတွေလည်းဖြစ်စီနောက်ပြီးတော့ကိုယ်ဝန်ဆောင်နေမှာဆိုရင်နေ ဒီဘိုက်ထဲကတတိသားတွေကိုပါထိခိုက်စေနိုင်တယ်တောင်ကြောင့်မို့ဒီမြမပြည်သားမကပေါ့နော်ဒီထိုင်းတို့ဒီလိုမျိုးတခြားနိုင်ငံတချို့မှာလည်းအချို့မုံတွေကိုဒီစားတော့တာတကယ်ကို used to ဖြစ်နေပြီပေါ့နော်အချို့မုံမပါရင်ကိုဒီဟိုမစားတဲ့တလူမျိုးဖြစ်နေတို့မေးဆိုရင်လည်းအချို့မုံမစားဘူးတွေ့ကိုတော်တော်ကြီးယူ ီဖြောင်းပြပြီးရောဒီပညာပေးပြီးရောရန်အောင်ဖြစ်ယူရတယ်အမိအချို့မုံနေတုံးနေမယ်ဆိုရင်အချို့မုံတုံးတီကိုယူပြီးရောတမီးကလှုပ်ပလိုက်နေအမိရောတခါအမိတမီးမသိအောင်အချို့မုံနေဝင်ဝင်ပြီးရောသူကတိတ်တိတ်လေးခိုးခိုးပြီးရောထဲ့တာအချို့မုံမပါရင်မစားတတ်ဘူးဆိုပြီးအဲ့လိုမျိုးပေါ့နော်နောက်ပိုင်းကြတော့သူစီးကြူဖြစ်လာတဲ့အခါကြတော့မှအတင်းကိုဖြတ်ခိုင်းရတယ်ဒါပေမဲ့အပြင်ကမုံရင်းငါတို့ ဒီအပြင်စားတွေပေါ့နော်ဆိုင်ထဲကချက်တဲ့အစားအသောက်တွေကိုစားတဲ့အခါမှာတော့အချုံမှုနေပိုင်းချက်ချင်းကိုရေငတ်တာတအားပဲရေငတ်တာပဲစားပြီးရနေရေတွေတောက်တောက်အဲ့လိုမျိုးတော့တော့မကြိုက်ဘူးအဲ့ဒီပေါ်တော့ဒီခန်းစားချက်ကြီးကိုမကြိုက်ဘူးပေါ့နော်အဲ့အားကြောင့်မို့အခုဆိုရင်ဒီအပြင်စားရင်းစားလိုက်တာနဲ့အပြင်ကအစားအသောက်ကိုဝယ်ပြီးတော့စားလိုက်မိရနေ့ ချက်ချင်းမေးတွေးတူတာရီအစာမကြေရာရီနေလို့မကောင်းတာရီဖြစ်တာဘာကြောင့်လဲဆိုတော့သူတို့တွေကအချုံမုံနေကိုတအားထင်ရဒီအတုံးဆိုင်နေမှာဆိုရင်ကြည်နေရဲ့အချုံမုံဆိုရင်ဒီလိုမျိုးနည်းနည်းလေးထင်အောင်မဟုတ်ဇုံးင်းနဲ့ခတ်ပြီးတော့ထင်တာမျိုးပေါ့နော်သူတို့ကိုယ်တိုင်လေရောက်နေလို့ရင်ကိုယ်တိုင်လေစားတယ်ပေါ့အဲ့ဒါကြောင့်မို့ ဒါကဒီမှာဆရာဝန်နဲ့ကိုယ်တိုင်ရေးထားတဲ့ research လုပ်ထားတဲ့အချို့မုံရင်ဆိုးကျူတွေပေါ့နော်အာဂျီနိုမိုတိုအချို့မုံအစ်စ်ပဲဖြစ်ဖြစ် အတုပဲဖြစ်ဖြစ်အချို့မုံနေစက်သားမုံနေအရသာမုံနေအကုန်လုံးကကျမ်းမာရေးကိုထိခိုက်စေရပေါ့နော်